ီကနေ့မေလ22ရက်နေ့မြန်မာနိုင်ငံမှာကိုဗစ် -19 ရောဂါပိုးကူးစက်ခံထားရသူလူနာသစ်တဦးတွေ့ရှိမင်္ဂလာပါပရိသတ်ကြီးရှင်မြန်မာနိုင်ငံမှာကိုဗစ် -19 ရောဂါတက်ခွဲအတည်ပြုလူနာသစ်တဦးကိုစစ်ဆေးတွေ့ရှိခဲ့တယ်လို့ကျန်းမာရေးဝန်ကြီးဌာနကမေလ22ရက်နေ့ကထုတ်ပြန်လိုက်ပါတယ်ရန်ကုန်မြို့လှိုင်မျိုးနယ်မှာနေထိုင်သူတဦးစီမှာကိုဗစ် -19 ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်ကိုဗစ် -19 ရောဂါစောင့်ကြည့်ရှုခြင်းလုပ်ငန်းတွေကိုစင်စမ်းမပြတ်ဆောင်ရွက်လျက်ရှိပြီး မေလ17ရက်ည17နာရီကနေမေလ18ရက်ည17နာရီအထိရသက်တပတ်အတွင်းဓာတ်ခွဲနမူနာ စုစုပေါင်း2462ခုအားစစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ်တဦးတွေ့ရှိခဲ့တာလို့ဆိုပါတယ်။ COVID ရောဂါပိုးတွေ့ရှိမှုရာဂိုင်းနှုန်းဟာ3.34ရာဂိုင်းနှုန်းဖြစ်ပြီးအစီရင်ခံကာလအတွင်း COVID-19 ရောဂါနဲ့သေဆုံးသူကတော့မရှိသေးဘူးလို့လည်းသိရပါတယ်။ COVID-19 ရောဂါကူးစက်မှုရောဂါအသစ်တွေ အာရှတလွားမှာအထူးသဖြင့်တရုတ်ဟောင်ကောင် ထိုင်းနိုင်ငံနဲ့စင်ကာပူနိုင်ငံတို့မှာဖြစ်ပွားမှုမြင့်တက်နေတာဖြစ်ပြီး COVID-19 ကူးစက်မှုအခြေအနေကိုမလေးရှားကျန်းမာရေးဝန်ကြီးဌာနကလည်းအနီးကပ်စောင့်ကြည့်နေတယ်လို့သိရပါတယ်။ထိုင်းနိုင်ငံမှာတော့2025ခုနှစ်မှာ COVID-19 ကူးစက်မှုတိတိတတ်တာမြင့်တက်လာခဲ့ပြီးဇန်နဝါရီ၁ရက်နေ့ကနေမေလ၁၆ရက်အတွင်းကူးစက်ခံရသူ9148ယောက်နဲ့ တိဆုံးသူ24ရောက်အထိရှိလာတယ်လို့ကျမရေးအာနာပိုင်းကဆိုပါတယ်။ထိုင်းနိုင်ငံမှာမိုးရသည့်စတင်ချိန်စတင်ချိန်နှစ်သက်မှာကျောင်းနေပြန်ဖွင့်တာနဲ့မကြသေးမီကတကြံပွဲတော်မှာလူစုလူဝေးတွေဖြစ်တာနဲ့ခရီးသွားလာမှုများတာတွေအပါအဝင်အခြားအချက်အများကြီးကြောင့်ကူးစက်ခံရသူဥယေတိုးလာတာဖြစ်တယ်လို့ယောဂထိန်ချုပ်ရေးဦးစီးဌာနကသတ်မှတ်ထားပါတယ်။ဒီအခြေအနေတွေက အထူးသဖြင့်အသက်မွေးကင်းစားကနေလေးနှစ်သားအရွယ်ကလေးတွေနဲ့ အသက်20ကနေ39နှစ်ကြားအရွယ်ရောက်ပြီးသူတွေမှာဗိုင်းရပ်စ်ကူးစက်မှုအရှိန်မြင့်နေတယ်လို့လည်းသိရပါတယ်။ကူးစက်မြန် Omicron HEC လို့ခေါ်တဲ့ Omicron COVID ရဲ့မျိုးကွဲတစ်မျိုးကြောင့်လက်ရှိအိန္ဒိချင်းထိုင်းနိုင်ငံနဲ့တရုတ်နိုင်ငံမှာ COVID ဖြစ်ပွားမှုမြင့်တက်လာနေတယ်လို့ဟောင်ကောင်နဲ့စင်ကာပူနိုင်ငံတွေမှာလည်း COVID ရောဂါဖြစ်ပွားမှုတိုးလာတယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြထားတာလည်းဖြစ်ပါတယ်။